စပရိတ်တလေးတို့အားလုံးကိုကျမတို့ရဲ့ Aura Garden Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျမကတော့ Season 32နန်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိတ်တလေးတို့အတွက် Salon College Book ရှိနေပြန်ပါတယ်။ဒါကြောင့်ပရိတ်တလေးတို့က VPN လေးခံပြီးတော့မှ Salon လေးရဲ့အဆုံးထိကိုကြည့်ရှုအားပေးကြပါအောင်နော်။မင်္ဂလာပါ။ကျမကတော့ Salon ကပလဲလို့ခေါ်ပါတယ်။အခုပရိတ်တလေးတို့ကိုပြပြနေတာကတော့ကျမရဲ့ခြံစည်ဆရာကောင်းတဲ့ Salon Little Book ဖြစ်ပါတယ်။ ဆက်လက်လေးကိုကြည့်ဖို့အတွက် like and subscribe လေးလုပ်ခဲ့ပြပါအောင်နော်ကျွန်မကကောင်းမွန်တဲ့ဘဝလေးမှာကြီးပြင်းလာခဲ့ပါတယ်ဖေဖေကကျွန်မကိုအရှာရာတိုင်းအတွက်ပေးဆက်ပြီးတော့အရမ်း match ပါတယ်ကျွန်မကဝါသနာပါရီအားလုံးကို like ပြီးတော့လှုပ်တက်ပြီးတော့ဖေဖေကလည်းကျွန်မအတွက်ဆိုရင်တင်တဲ့နေအလုံးတက်ပေးပါတယ်ပြီးတော့လိုအပ်တဲ့ပစ္စည်းပစ္စည်းတွေကိုလည်းဝယ်ပေးဖို့အတွက်မတွန့်တိုးတဲ့သူပါဒီလိုမျိုးကျမဘွားလေးကအစီပြေနေကြတာပေါ့ဒါပေမဲ့ပြဿနာလေးတစ်ခုတော့ရှိပါတယ်။ဘာလို့ဆိုတော့ပေပေကအခေါက်လောက်တဲ့သူတရားမလို့ပါ။ KK ဆက်နဲ့ပတ်သက်ပြီးတော့လည်းကျောင်းမဆိုရင်ကျမကိုအမြဲတမ်းလှောက်ပြောင်းကြလိမ့်ရှိပါတယ်။ဟိုတနေ့က Dracula တွေက Blero Beta စုစီကအကောင့်တွေဝယ်သွားတယ်လို့ငါကြားရယ်။ဟာဟာ။အော်အဲ့ဒါကြောင့်နေ့ကအမြဲတမ်းထိုးစားနေတာကိုနေရောစွမ်းအားတွေပါရမြတ်တခုခုဝပိုင်းဆိုင်ထားလား။မဟုတ်ဘူးနော်။ဒါပေမဲ့နေကတော့ချီတိုးကြီးနဲ့တူနေတယ်။နောက်ဆုံးမှာတော့ Charlotte တခုအနေနဲ့ကျမကတငယ်ချင်းမရှိရအထီးဖြစ်သွားတာပေါ့။ဒါပေမဲ့ကျမဆယ်ရက်အရွယ်ကိုရောက်တဲ့အခါမှာကျမရဲ့ဘဝအရှာအလောင်းကပြောင်းလဲသွားခဲ့ပါရဲ့။ ဖဖေးရဲ့ညီမလေးဖြစ်တဲ့အန်တီမယ်ရီကကျမတို့နဲ့အတူတူလာနေဖို့ဖြစ်လာပါတယ်။သူကကျမမြေမှုသမီးရဲမှာအရှမ်းကိုခေါ်တဲ့အမျိုးသမီးတယောက်ဖြစ်ပါတယ်။သူမှလည်းကျမအရွယ်သမီးတယောက်ရှိပြီးတော့ကျမသူနဲ့တငယ်ချင်းတူတူလုပ်ဖို့အတွက်မဆောင်နိုင်တော့ဘူး။ဒါပေမဲ့သူကတော့ကျမကိုတစ်ချက်လေးလှည့်ကြည့်ပြီးရွှန်ရှာတဲ့ပုံစံနဲ့နှာခေါင်းကိုရှုံနေပါတယ်။မသိရင်ကျမကသူ့အတွက်ခွေးချီလိုပဲလေ။ညီမတွေဝတ်လာလဲ။နေ့ကြည့်ရတာအရန်ကိုဆေးရတဲ့ပုံပေါက်နေရနော်။ဒီကရန်ဇာတီယိုကအเจ้าမဆိုရင်နာမည်ကြီးဆုံးကောင်မလေးဖြစ်ပါတယ်။ ကျမတို့လိုမျိုးအခါလောကလုတ်တဲ့အိမ်မှာနေတာတော့မှသူ့ကိုဆိုရင်အဲ့ဒီကြောင့်တော့ပတ်သက်ပြီးတော့ဘယ်သူမှမဆိုင်ရပါဘူးဘယ်သူကမှလည်းခီးမဆိုင်ပါဘူးအက်ဒီမရီက fashion magazine ဌာနတစ်ခုမှာအလုပ်လုပ်ပါတယ်အဲ့ဒါဆောင်မဲ့ TO ကလည်းသူ့ကျောင်းကိုလာတဲ့ချိန်ဒီမှာကျောင်းကသူရဲ့ outfit တွေကိုအမြင်ရသူက rating ပေးနေလို့ရှိပါတယ်9 9 2 2ဟာကြည့်ပါအောင် minus ပဲဘယ်သူကများ new fashion technology လို့ဖို့ဒေါက်ခန့်အထားလို့လဲ fashion ရဲ့ဥပဒေကြောင့်ရဆိုလို့ရှိရင်နေဝေထားတဲ့ဝေစားကဖန်ခွန်ရနေတယ်နော်ဟွကျမလည်းသူ့ကိုလစ်လူချူထားလိုက်ပြီးတော့ကာယတန်းကိုသွားတက်ခဲ့ပါတယ်ဒါပေမဲ့ရေချိုးပြီးတော့လာတဲ့အခါမှာတော့ကျမရဲ့အင်ဂျီတွေပျောက်ဆုံးသွားတယ်လေဂျီယိုကကျမရဲ့ဝတ်စုံတွေကိုရှုပြီးတော့နောက်ဖေးကအမိုက်ပုံးနဲ့ပေါ်သွားပြီးတော့လှုပ်ပြနေတယ်ငါပြတော့ကိုရှုံတော့ငါကနေ့အတွက်ကောင်းစီကျိုးလို့လှုပ်ပေးနေတာသူကကျမအင်ဂျီတွေကိုမီးနဲ့တော့ရှုပ်ပြနေတယ်ညလောက်တာကအရှမ်းကိုလွန်သွားပြီးတော့စုံပါကျမလည်းဒေါသတွေထွက်ပြီးတော့ သူ့ကိုမြေကြီးပေါ်ပြေးချလိုက်ပြီးသူ့ရဲ့စပိန်တွေကိုဆောင်ဆွဲခဲ့ပါတယ်။ကြောင်နေလိုမျိုးနှစ်ပန်းလုံးတပ်ပုတ်နေကြပြီးတော့ဆီယမ်မာတွေကိုဆေးရိုက်အထိကိုဖြစ်ခဲ့ပါတယ်။ပြီးတော့ကျမတို့ညောစလုံးလဲကြောင်နှစ်ပတ်နားခံခဲ့လိုက်ရပါတယ်။အင်ကိုရောက်တော့အန်တီမေရီကကြစ်တွေအလုံးတော့ကျမကိုပုံချလိုက်တယ်လေ။ဂျာကမင်းရဲ့အမမဟုတ်ပါဘူးကျွန်ရဲ့။ဒီလိုပါပဲ။အမေမရှိတဲ့ကလေးမလေးအတွက်တော့ဂျာကပုံမှန်မဟုတ်ဘူးလား။ဖြစ်တတ်ပါတယ်။ကျွန်တော်လည်းသူ့ကိုအကောင်းဆုံးဆောက်ရှောက်ပေးနေပါတယ်။ ။ဆောက်ရှောက်ပြီးနေတာကဒီလိုမောက်မောက်ဘုတ်တက်ဖြစ်လာတာလားနော်။ခလေးကအခုဆိုရင်လေလွတ်နေပြီးတော့ဝါသနာတစ်ခုကိုတော့မှအသေးချာမသိနိုင်တဲ့အထိဖြစ်နေတာ။ကြည့်ဦး။ပစ္စည်းပစ္စည်းတွေအားလုံးကလည်းသူတစ်ခါပဲတုံးပြီးတော့အားလုံးကမတုံးတော့တဲ့ပစ္စည်းတွေကြီးပဲလေ။ဒါရီအားလုံးတက်ကပစ္စောက်ကုန်ရုံးမဲ့ဖက်တင်နေမလား။ပြီးတော့ဒါရီသူ့မှာပိုင်ဆိုင်နေတာကိုလည်းသူကတိုင်မို့မထောက်။အဲ့ဒါကြောင့်ပဲသူကဒီယိုလေးနဲ့ရင်ဖြစ်တာပဲလေဒီယိုလေးကသူ့ကိုကုညီဖို့အတွက်စူးစမ်းပြနေတော့ကိုအမပြောရမှန်ပါတယ်ဒါပေမဲ့စွန်းတော့ဘာလို့ရမလဲ ကျွန်တော်ကသူ့ကိုစောင့်ရှောက်ပေးဖို့ဆိုလို့ဒီ account လောက်တဲ့လုပ်ငန်းတစ်ခုပဲရှိတာလေဒါပေမဲ့အခုငါရှိနေပြီလေဟာငါကပဲအလုပ်ကိုစောင့်ရှောက်ပေးမှာပေါ့ကျေးဇူးတင်ပါတယ်အမမယ်ရီဒီမှာအမမယ်ရီလိုအပ်တဲ့အရာတွေကိုဒီ connection လို့ရပါတယ်နော်ပေပေကသူ့ရဲ့ကတ်တွေအားလုံးကိုအထီးလွယ်လွယ်လေးပြပြနေတာကျမလုံးဝကိုမယုံကြည်နိုင်ဘူးကျမကတကယ်ပဲပြစ်တနာရှိရသူလို့ပေပေကိုရင်ကတွေးနေရလားနေ့ရက်စိုးမိုးလို့ရတဲ့အခြေအနေကကုံသားပြီနော် အခုချိန်ကစပြီးတော့ငါနဲ့ငါမေကအထီးရဲ့ဘီယမတွေဖြစ်သွားပြီမဟုတ်ဘူးငါဖေရောင်ငါ့ကိုချစ်တယ်ဒီနေ့နေ့ကတဆင်ကြရဲ့အမှန်တရားကိုသိလာလိမ့်မယ်ဒါပေမဲ့အရှာအလုံးကပို့ပြီးတော့စိုးရတာပဲဖတ်တယ်မာရီကျမတနေ့ကျတော့အိမ်ကိုပြန်လာတော့ကျမရဲ့ပစ္စည်းပစ္စည်းတွေအားလုံးကအကန့်နဲ့မှထုတ်ပို့ထားတာကိုတွေ့လိုက်ရတယ်။ဒါရီကဘာဖြစ်နေရလဲ။တမီးကတမီးရဲ့အခန်းအခြေကြီးကိုလုံးမမလို့တာ။အတီကတော့အိတ်ကျွေအများကြီးထည့်ရတာဆိုတော့အဲ့ဒီခံကုန်ရှူလိုက်တယ်လေ။ဒါဆိုရင်ကျမကဘယ်သွားပြီးတော့အဲ့ရမှာလဲ။ ဟိုဘက်စတိုကန်ထဲမှာသွားပြီးတော့အိတ်လိုက်ပေါ့အဲ့ဒီမှာကအချီချီပဲဟောက်ဖေဖေကဒါကိုကုပြစ်မှာမဟုတ်ဘူးနော်အဲ့ဒီမေရီကလိုရိုက်ထပ်ပို့ပြီးတော့အခွင့်အရေးရှုံလို့နေပြီကျမနေ့အောင်စလုံးကိုအိမ်မကနေဆင်းအောင်လုပ်ပြင်မယ်အဲ့ဒီအစားဖေဖေကကျမကိုသူတို့ကိုမကြိုဆိုလို့ဆိုပြီးတော့စူပူချင်းမောက်နေပါတယ်ကျမကိုလည်းတကူကောင်းဆန်တယ်ဆိုပြီးတော့ပြောသေးတယ်ကျမနေရာမှာသူတို့သားမီးနဲ့အစားထိုးခိုင်းရသလိုခန်းစားလိုက်ရပြီးတော့ကျမလုံးကိုအသေးကွေးကြည့်ခဲ့ရပါတယ်။အိမ်မာရင်ပြစ်တင်တာတွေကဒီလောက်တက်နေတော့ကိုထားနေတယ်မပြီးသေးပါဘူး။ ဂျပန်လောက်ကျတော့ကျမကဖေတီးရီးယားတို့ကိုအပြေးသွားပြီးပီဇာနောက်ဆုံးတန်တဲ့တစ်ချက်ကိုစားဖို့လိုတဲ့အချိန်မှာကောင်လေးတယောက်ကကျမကိုအရှိကောင်နေရှုပြီးတော့လွတ်သွားခဲ့ပါတယ်။အာရှင်ကကြည့်ရတာအကြောင်းသားတက်လေးချင်းနေနော်။အဲ့ဒါကကျမအတွက်ပဲ။ဒီကနေ့လက်စားကျတဲ့ NDG ကအရှိကိုပြတ်ဖို့အတွက်မိသွားရချင်းနေ။ဒီပီဇာပေါ်မှာမင်းရဲ့အပိုင်ဆိုပြီးတော့နမရေးထားတာမဟုတ်တာ။သူကအစ်လိုပြောပြီးတော့စားပြတ်လိုက်ပါတယ်။ဘလိုရောရှိုင်းနေသူလဲ။ကျမလည်းမတက်တာတဲ့အစောဆန်ဒွစ်ကိုပဲစားလိုက်ရပါတယ်။ ။ပီဇာခိုးထားတဲ့တခိုးလေးရဲ့နာမည်ကတော့ Action လို့ခေါ်ပါရယ်။သူကမဇာတိကင်ကမှ New York မြို့ကပြောင်းလာခဲ့တာဖြစ်ပါရယ်။သူကချမ်းသာပြီးတော့ဆက်ရုပ်တရားလို့ထင်မှတ်ရတဲ့အထီးကိုဘာမှကိုတုံ့လုံချင်းမရှိဘဲနဲ့ခံစားချက်မရှိတဲ့သူတယောက်ဖြစ်ပါရယ်။ဒါပေမဲ့မင်းကလေးတွေကတော့သူ့ရဲ့ရုပ်ရည်ကြောင့်အရန်ကိုကြွေးနေကြရတယ်လေ။သူ့ရဲ့ style ကတော့မိမိုက်နေတာပဲ။တကယ်လို့ချစ်ကောင်းပြီးတော့အံ့ဖွယ်ရတခုလို့ပဲ။အင်းဟုတ်ပါရယ်။သူကတော့ချစ်ဖို့ကောင်းပါရယ်။ဒါပေမဲ့ကျမတို့ကတော့လွယ်ကူတဲ့သူမဟုတ်ဘူး။ ချီလိုနဲ့ကျမတို့ Halloween party ပွဲကိုကျင်းပဖို့အတွက်ရှာနေခဲ့ပဲလို့တဲ့အချင်းကိုရှာလာခဲ့ပါတယ်။ဂျီယိုကအိမ်မှာ party ပွဲတစ်ခုကျင်းပမယ်ဆိုတဲ့အကြောင်းကိုပြောလိုက်ပြီးတော့အကောင်စဝတ်ဆောင်စုကိုလည်းပေးမယ်ဆိုတဲ့အကြောင်းကျင်းနိုင်နေပါတယ်။ကျမကတော့ထောင်မွေးတထွေအခန်းထဲမှာပဲကိုယ့်ဘက်တော်ကို TV AC ထိုင်ရှိဖို့အတွက်ညှောင်းလင့်ထားပါတယ်။ဒါပေမဲ့ Aston ကရောက်မယ်ဆိုတဲ့အတန်ကိုကြားလိုက်တော့ကျမလည်းဝတ်ဆောင်ကိုနိုင်ပါမြတ်စွာထိုင်ရှာခဲ့ပါတယ်။ဒါပေမဲ့ပါတီပွဲကိုရှာလာတဲ့အချိန်မှာတော့ကျမအရှမ်းကိုထွက်လန့်သွားပါတယ်။ ပါတီပွဲတစ်ခုလုံးကလူတွေကကြားဆရာကောင်းတဲ့ဝက်ဆောင်ပို့စာဝက်လာကြတာမဟုတ်ပဲနဲ့ပါတီဆန်တဲ့ဝက်ဆောင်မျိုးကိုဝက်လာကြကြတာဖြစ်ပါတယ်။ကျမကတော့သူတို့နဲ့လုံးဝကွဲထွက်နေပါတယ်။အိုးကြည့်ပါဦး။ဘလဲကတရဲမကြီးလို့ဝက်လာတာပဲနော်။ဟာဟာဟာ။ဒါကအက်ဒဝါရဲ့ပေါ်စာတိုင်းဝက်လာတာပါနော်။နင်မသိဘူးလားအရှူမ။ဟုတ်လားမသိပါဘူး။ငါကဟာတာလို့ရှင်တော့ထင်းနေတာ။ဒီကရက်ကြောင့်ညီတို့ကပဲမှားပြီးတော့ဝက်ဆောင်ကြတာမဟုတ်ဘူးလား။ Halloween party ပွဲစရာက Halloween စစဝေးရမှာလေ။ဘာမှလဲ။ နင်းတို့တွေနဲ့ဆုံးမတွေအရိုးစုတွေကလည်းအပမလဲကြောက်ရွံ့ကောင်းတဲ့ပစ္စည်းတွေလည်းတခုမှမရှိဘူးဘာလို့ဆိုငါတို့ကနင်းလိုယူနီယာမှာမဟုတ်တာပုံမှန်ပါတီပွဲလေးပဲကျင်းပတာကိုအော်ငါကတရေကြောက်လို့တရေပုံစံမလုပ်တာမဟုတ်ဘူးနော်ဟမ်ငါကတော့နင်းတရေကြောက်တတ်တယ်လို့ပဲထင်တယ်နင်းအဲ့လောက်တော့တတိရှိရယ်ဆိုရင်လေငါနဲ့တရေကြောက်တဲ့အိမ်ကိုနှစ်နာရီလောက်တူတူသွားရအောင်လားငါတို့နှစ်ယောက်ထဲကတယောက်ယောက်ကအော်ရာမျိုးတမမဟုတ်ငိုရာမျိုးလုပ်လို့ကတော့ ။ရှောင်းတော့တဲ့သူကတလားတိတိခိုင်းနာကိုအားလုံးလုပ်ပေးရမယ်။ဘယ်လိုလဲ။နေပါဦး။မင်းပြောတဲ့အင်ဂျင်ဆိုတာကဘယ်မှာလဲ။ကျမအရှမ်းလန်သွားတယ်။အရှုံကအရှုံးကိုကျမနဲ့နီနီကက်ကက်ရှိနေတာ။သူ့ရဲ့အကြည့်တွေကကျမပုံကိုရှိနေတာကျမသတိထားမိပါရဲ့။သူ့ရဲ့အကြည့်အောင်မှာပဲကျမရှင်တွေကိုခုံနေခဲ့ရတာပေါ့။အရင်နေရာကရှင်လမကြောက်ဖို့ကောင်းဆုံးနေရာပဲလေ။အဲ့ဒီနေရာကြီးကမိလောက်ပြီးတော့ရဲ့နောက်ပိုင်းကဆက်ပြီးတော့ဘသူကမှတွားချတော့ပဲနဲ့စွန့်ပစ်ထားခဲ့ကြတာဟုတ်လားကြားရတာတော့မိုက်တယ်နော် ကျမအဲ့ဒီညကိုတော့နည်းနည်းကြောက်မိပါတယ်။ဒါပေမဲ့ဒီကကျမထပ်ပို့ပြီးတော့စောက်တိုးတုံနေမယ်ဆိုတော့သိကြပါဗျ။ဒါပေမဲ့အဟောဆရာကောင်းလာအောင်ပဲသူကသဘောတူလက်ခံလိုက်ပါတယ်။ဒါဆိုလည်းသွားကြအောင်လေ။အလုံးကမက်ကလေးအင်ကြီးကိုရောက်လာခဲ့ကြပါဗျ။ကျမလည်းရှင်နေတုံးလုံးလို့ဖိုက်တိပေါက်ထပ်မလို့ဖြစ်နေပါဗျ။အဲ့ဒီညကြီးကညာဘက်ဆိုတော့ပို့ပြီးတော့ချက်ဖို့ကောင်းနေတာ။အရှင်ကတော့ကျမတို့နှစ်ယောက်အတွက်အချိန်ကိုသတ်မှတ်ပေးထားတယ်။တခြားလူတွေကလည်းဘယ်သူအနိုင်ရမလဲဆိုပြီးတော့လောဆောက်လုပ်ပြီးတော့ပြိုင်နေကြပါဗျ။ ချီနီယာကငါနဲ့ငါမင်းနဲ့ကိုအိမ်ပေါ်ကနှင်းချလိုက်တဲ့အခါဒီမာလာနင်းလို့အဆင်ပြေတယ်ထင်တယ်နော်။သူကကျမတို့တိတ်ကိုဆိတ်ရှုပ်ဖို့ကောင်းတယ်။ဘောလိုက်တာနော်။အထဲထဲမှာစောင့်မြုံနေမယ်။တရရိတ်ကိုတွင်းနေပြီးတော့ကျမလည်းကြောက်တုတ်တုတ်နဲ့ပဲအထဲကိုဝင်သွားလိုက်ရပါရဲ့။အဲကန်းထဲကိုဖျက်ရှောက်နေတဲ့အချိန်မှာပဲလက်ဆောင်ထဲကနေပြီးတော့ရေရှာသူလိုဖြစ်လာရဲ့။နေရာတစ်ခုလုံးကလေရီတိုက်ပြီးတော့မှောက်မဲနေတာပဲ။ပြီးတော့ကြောလချမ်းစရာကောင်းပါရဲ့။ကျမကြည့်ရင်လည်းစက်သိန်းတွေထားလာမိရဲ့။ရှော့တရတီကကျမကိုနောက်ကတွန်းလိုက်ပါရဲ့။ ကောင်းပြီလေဒါဆိုလဲပေါ်တက်သွားလိုက်တော့နေကဒီနေရာမှာဆက်စားကဖွင့်ချင်တာမလားပစက်ကပိတ်ထားစက်တီရောဒီတိုင်တနေရာထဲမှာပဲနှစ်နာရီလောက်တူတူရက်နေပြီးရောမလားဟုတ်လားငါကနေ့ကိုချက်ချားဆက်အကောင်းနဲ့ဟောလိုရဖို့အတွက်မျှော်လင့်ထားတာသွားစမှာဟာအပေါ်ကိုတက်သွားပြီးတော့တရက်ကောင်လေးပါလေးဖြစ်ဖြစ် ရှာလိုက်ပါလားဘလို့ပဲဖြစ်ဖြစ်နေကတကယ်လက်တွေ့မှာလဲချစ်သူကောင်လေးရှာနေမှာမဟုတ်တာလေနေကဘာဖြစ်နေရလဲဘာဖြစ်လို့ငါ့ကိုအဲ့ဒီလောက်တောင်မှလိုက်ပြီးတော့နှိမ့်ဆက်နေရတာလဲ ပါရစရောနင်းကငါ့အတွက်မျက်စိစပင်းမွေးဆူးစရာကောင်းနေတာကိုဘသူကမှနင့်ကိုအိမ်မှာပေးနေချင်တာမဟုတ်နင်းမိကနင့်ကိုထားသွားကလို့ဆိုပြီးတော့နင်းဖေကနင့်ကိုတနာပြီးအရှားလုံးဖြစ်စီပေးကြတာပဲမလားအဲ့ဒါတော့မှနင်းကလမ်းပြောက်နေတော့မယ်နော်နင်းကတော့ပုတ်ပြီးဆရာတီကိုဒီတခြားလူတွေကိုဒီလိုဆက်ဆက်လို့မရဘူးငါ့ကိုဘယ်လိုလုပ်ပါဆိုပြီးတော့လာပြောမနေနဲ့နော်ငါ့ကိုမတော့နဲ့ရုတ်တရက်ကျမတို့နောက်ကနေပြီးတော့အတန်နဲ့နဲ့ကြီးတစ်ခုကိုကြားလိုက်ရပါတယ် ဂျန်ဒန်နဲ့တိုက်ခိုက်မှုတွေကဂျန်ဒန်နဲ့အမာရုပ်တွေကိုထင်ဆန်စေရနော်။ကျမအရှမ်းလန့်ပြီးတော့ဘာမှမလုပ်နိုင်ဖြစ်နေတော့ဂျီယိုကတော့အတန်ကျက်ကြီးအော်ပြီးအိမ်ထဲကနေထွက်ပြေးသွားပါရယ်။ဂျကရန်ဆရာတို့ကတကယ်မဟုတ်ပါဘူး။သွားရိုက်ကျိုးနေတဲ့အင်ဂျီယာမက်တယောက်သားဖြစ်ပါရယ်။လက်လိုက်တာရှင်နောက်ကနေပြောလိုက်တာသိမတတ်ပဲ။ဒါပေမဲ့ရှင်ကြောင့်နဲ့ဟိုမောင်ကြောက်သေးထွက်မတော့ကိုပြေးသွားပြီနော်။ကျွန်တော်ကပဲတောင်းမှာပါရယ်။မင်းကအကောက်လုံးငါလောက်တက်စီကမလားဟမ်ရှင်းရလာပြီးတော့ပြောနေသေးတယ် ရှင်ကမကဒီလိုတွေ့ရဲ့အင်ဂျင်မောင်နီနီရလေရှင်ကကျမကိုလာပြီးတော့ဝေဖန်ပောက်ကမရှိဘူးနော်အာမမဟုတ်ပါဘူးငါကမင်းကိုခဏခဏမြို့ထဲမှာမြင်ရတယ်လို့ပြောတာပါပြီးတော့မင်းတို့ရဲ့တော်လေးကလည်းမင်းတို့နဲ့လာပြီးတော့ပြောင်းနေတယ်ဆိုတော့ငါကြားထားတယ်။ "तू ကဘယ်လိုပုံစံလဲ?သက်ဆိုင်နေအများကြီးချမ်းသာတာလား?"သူကပဲဒီဝတ်ဆုံကိုမင်းတို့ဝယ်ပေးလိုက်တာလား။နေပါဦးရှင်ကဟုတ်ပါတယ်ကျမကိုလန့်တော့အောင်လုပ်နိုင်တယ်။ဒါပေမဲ့ကျမကိုရှင်မခေါ်စေချင်တော့ရှီတူကနေသွားလိုက်တော့နော်။အင်ဂျင်နီယာမက်ကလည်း ကျမကိုဒီတိုင်းထောက်ပြီးတော့သူ့ဘသူသူထွက်သွားပါရယ်ဒီတော့မှကျမလည်းနှစ်နာရီလောက်အထက်မှာအိတ်နေပြီးတော့အပြင်ကိုအနိုင်ရရှိတဲ့ပုံစံမျိုးနဲ့ထွက်လာကြလိုက်တာပေါ့ဂျီယိုကတော့မျက်နှာကြီးကမှုတ်တိုးတိုးနဲ့ကျမကိုအနိုင်ပေးလိုက်ရပြီဆိုပြီးတော့စိတ်ပြက်နေပါရယ်မိုက်တာပဲနော်မင်းကတတိရှိတာပဲကျမရဲ့အကြောင်းပေါ်ကတော့လောကကိုပြောင်းလဲသွားခဲ့ပါရယ်အခုကျတော့ကျမကနမဲကြီးရဲ့ကောင်မလေးတောင်ဖြစ်သွားတာပေါ့ဂျီယိုကတော့ကျမခိုင်းတာကိုလိုက်လို့ရမယ်ကျမရဲ့ပါဆယ်နဲ့အစစ်စတန့်ဖြစ်သွားပါရယ်ကျမဆာမဲဆန်ဒွိချ်တွေအားလုံးကိုလည်းသူ့ကိုအပိုင်ပိုင်ဖြစ်ခိုင်းခဲ့ရယ် ပြီးတော့ကျမမလုပ်ချင်တဲ့အင်စာတွေအားလုံးကိုလည်းသူ့ကိုပဲလုတ်ခိုင်းလိုက်ပါရယ်အင်စာတွေကမင်းနေနဲ့ရေးချတာပြစ်သွားတော့ကျမတို့ထပ်ပြီးလုတ်ခိုင်းသေးတယ်ပြီးတော့ဘာခိုင်းသေးလဲသိလားဘန်းစံထဲမှာကျမအစား chess ကိုတော့မှတနင်္လာထိုင်းဆော့ခိုင်းသေးတော့လေကျဝင်းစုံကိုခွေးခိုင်းပြီးတော့ကျမတို့ကို channel ထဲမှာလည်းရှောက်ပြေးခိုင်းသေးတယ်ချစ်ပါအောင်တကယ်ရင်စရောကောင်းတာပဲတကယ်ကြတော့ကျမရဲ့လောကကိုရှင်းခိုင်းတဲ့အချိန်မှာသူကျမကိုပေါက်ကွဲလာပါရယ်ရှောက်ငါမလုတ်ပေးနိုင်တော့ဘူးငါခုတ်ဝင်ထွားတာကအရင်စစ်ကြီးရဲ့ဝစ်စုံတော့ ဒါဆိုရင်လည်းဟိုဒီကိုပြောင်းပြောင်းလဲလိုက်လေ။နေအရန်လွတ်နေပြီနော်။ခြေကအရန်ကိုရက်စတဲ့။ငါမလောက်တော့ဘူး။ကျမလောက်တာကနည်းနည်းလွတ်နေလို့ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။ဒါပေမဲ့ကျမနည်းနည်းလေးမှစင်ကောင်းဖြစ်ပါဦး။တရားကြတော့ကျမအင်ကိုပြောင်းတဲ့လမ်းမှာတရားအင်ထဲမှာရှိနေကြတဲ့အင်ဂျီယာမက်ကိုထပ်ပြီးတော့တွေ့လိုက်ရပါရဲ့။သူကဟိုလန်ဂျီလန်ကိုရှောက်ပြီးတော့ဝင်ထွက်သွားလာနေပါရဲ့။သူသွားတဲ့ပန်းချန်တွေကိုကျမလဲလိုက်သွားတော့သူပျောက်သွားတယ်။တော်ပါပြီအင်ကိုပဲပြန်တော့မယ်ဆိုပြီးတော့လှည့်ထွက်တဲ့အချိန်မှာတော့ ျမအန်အဖွဲ့ရကောင်းတဲ့အရာတခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့အရှင်ကကွေးလေးတစ်ကောင်နဲ့မျက်ခင်းပြပမဆောင်းနေတာပါ။အဲ့ဒီကွေးလေးကသူ့ရဲ့မျက်နှာကိုရှာနေရနေသေးတယ်။ပြီးတော့သူကလည်းရှင်မောနေပါတယ်။သူ့ရဲ့အပြောင်းကိုမြင်လိုက်ရပြီးတဲ့နောက်လိပ်ပြလေးတွေကလည်းကျမရဲ့ပိုက်ထဲမှာပြန်တန်းနေကြတာပေါ့။ကွေးလေးကသူ့ရဲ့ထားတဲ့ဝတ်စုံကိုအတင်းဆက်ကိုက်နေတာကြောင့်ဝတ်စုံကလည်းပြေးသွားပြီးတော့ချွတ်သွားပါတယ်။ဖရှားကြီးဒါပေမဲ့သူ့ကျမကိုမြင်လိုက်ရတော့ချက်ချင်းပဲဆက်ရုပ်လိုပြန်ဖြစ်သွားတယ်။ဟမ်ဘာဖြစ်တာလဲ။ချလေးကရွှေခွေးလေးလား ဟုတ်တယ်သူတမဲကဘရုစ်လို့ခေါ်ရယ်မိုက်တာပဲခွေးလေးမလေးပဲနော်ခွေးလေးကကျမဘော်ကိုခေါ်အောင်လိုက်ပါရယ်ဘရုစ်လေးကတော်တော်လေးကိုချုပ်ဖို့ကောင်းတာပဲကျမကသူ့ပိုက်လေးကိုပပွေးနေတဲ့အချိန်မှာအရှင်ကတော့သူသွားရမယ်လို့ပြောနေပါရယ်ဒါပေမဲ့ထပ်မသွားခင်မှာကျမရဲ့ခေါင်းပေါ်မှာကပ်နေတဲ့တရက်လေးကိုသူကဖယ်ပေးလိုက်ပါရယ်သူနဲ့ကျမရဲ့မျက်နှာကအရှမ်းနီးကပ်နေပြီးတော့သူ့ရဲ့မျက်လုံးလေးတွေကအစိမ်းအောင်လေးတွေရှိရစွာကိုကျမသတိထားမိလိုက်ပါသေးတယ်ပြီးတော့သူထွက်သွားတယ် သူကအရန်ကိုလည်းထူဆန်းပြီးတော့အရန်ကိုလည်းချစ်ဖို့ကောင်းပါရဲ့နောက်တနေ့ကျတော့သူကကျမကိုနေ့လစားအတွက်ပီဇာတစ်ဆက်တောင်ဝယ်ချစ်ခဲ့တယ်လေအာကျေးဇူးပါတော့ဒါနဲ့ဒီနေ့ဘလို့နေကြလဲအာကျောင်းစင်ရှင်နဲ့ဘရုစ်နဲ့ပန်းချက်မှာသွားဆော့မလားလို့လေဒါပေါ့မင်းလာလာကျန်လာကြလေသူကမင်းကိုအရန်သဘောကြတာအာသူတယောက်ထဲပဲလားဟွန်းသူကျမကဘာမှပြန်မဖြစ်ခဲ့ပါဘူးဘာကစားချက်မှမပါရဲမျက်နှာမျိုးနဲ့ဒီတိုင်းပဲလှည့်ပြီးတော့ထွက်သွားပါရဲ့ သူကဘာကြောင့်များဒီလိုဖြစ်နေရလဲဆိုတာကိုတွေးနေတဲ့အချိန်ရုတ်တရက်တစ်စုံတစ်ယောက်ကကျမရဲ့ဗီဇာကိုအောက်ကိုရိုက်ချလိုက်ပါတယ်။ညမှာဒီလိုဗီဇာမျိုးစားဖို့အတွက်အခွင့်အရေးမရှိဘူးနော်။နေကအရှုပ်ကိုပါရမီလောက်လိုက်တာလေ။ပါရမီပြုစားထားလို့အတိလိုဖြစ်သွားတာလဲဆုံးပါ။ဒါကလူသားချင်းစာနာမှုလို့ခေါ်ပါတယ်။နေအနေနဲ့ဂျာရီကိုနားလိုက်လည်းမဟုတ်ဘူးနော်။နေလို့အရှုံးသမားတစ်ယောက်ကိုသူ့လိုလူကသဘောကျရဲဆိုတာဘယ်လိုမှဖြစ်နိုင်အောင်။တေချာပါဦး။ဒီတစ်ခုခုတော့ရှိလိုက်မယ်။ငါထောင်မြင်လည်ပြီးတော့တိရအောင်လုပ်ပြမယ်။ ကျမတို့လေးလေးရှူထားလိုက်ပါရယ်ဒီအပိုင်းနေမှာကျမအိမ်ကိုတိတ်ပြီးတော့ပြန်ကျင်ပါဦးအဲ့ဒါကြောင့်ညနေပိုင်းတည်းဆိုရင်ပန်းဆိုင်ထဲမှာဘရုစ်နဲ့တူတူသွားပြီးတော့ကစားခဲ့ပါရယ်ဘရုစ်နဲ့တူတူကစားနေတဲ့အချိန်မှာအရှင်ကကျမတိထားတဲ့သူလိုမျိုးမဟုတ်ဘဲနဲ့တခြားသူတယောက်လိုမျိုးပဲသူကျမကိုကြည့်တဲ့အခါတိုင်းကျမရဲ့ရှေ့ခေါ်တဲ့နေအမြဲမြတ်ဆက်နေပါရယ်နေပါဦးချို့ကျမမေးအောင်မယ်ရှင်ကတခြားသူတွေနဲ့ဆိုရင်အမြဲတမ်းဆက်ရလို့ပဲမဟုတ်ဘူးလားဘရုစ်နဲ့ကြတော့လူသားချင်တဲ့ပုံစံပေါက်နေရပါလား ငါကလူတွေနဲ့တကယ်ချင်းလောက်ရတာတိတ်မတော်ဘူးလေလူတွေကလိန်ညာတယ်လက်စားတကြတယ်ဒရိဆာလူတွေကတော့တစ္ဆာရှိပြီးတော့ငါတို့ရှိကနေအများကြီးမျောလင့်ထားကြတာမဟုတ်ဘူးရှင်ပါအောင်ဆိုလို့ဒီလဲရှင်ဘလို့ခန်းစားနေရလဲဆိုတာကျွန်မသိပါတယ်ကျွန်မကိုယ်တိုင်လည်းတကယ်ချင်းမရှိဘူးလေမင်းကရောက်မှနေမကြည့်ရပဲမဟုတ်ဘူးလားလူတွေကမင်းနဲ့ရှောင်းလေချင်ကြမှာပေါ့အာဟုတ်ပါတယ်ဒါပေမဲ့သူတို့ကကျွန်မတော်တော်တကယ်ချင်းနေမဟုတ်ပါဘူးကျမရဲ့နောက်ွက်မှာဆိုရင်ကျမကငကြောက်ဆုပ်ပြီးတော့ခေါ်နေကြတယ် ။ဘာလို့လဲဆိုတော့ကျမရဲ့အဖေကအခေါင်းလုံငန်းကိုလှုပ်တော့လုပ်ငန်းရှိဖြစ်နေလို့အဲ့ဒါကဗာမြတ်မနေလို့လဲကျမလည်းသိပါရယ်။ရှီကရန်လည်းအဲ့လိုပဲတွေ့ရမလား။ရှီယာတကယ်မိုက်တာပဲအရှင်။ Now S လို့ပဲခေါ်လို့ရပါရယ်။ပြီးတော့သူကကျမနောက်ကိုကန်လိုက်ပြီးတော့ရုတ်တရက်ကျမတို့နှစ်ယောက်စီကိုအလင်းတွေကထိုးလာခဲ့ပါရယ်။ကျမတို့နှစ်ယောက်ကိုရှယ်ရီအများကြီးဝိုင်းထားလိုက်ကြရယ်။လက်မြောက်ထားကြ။ဟမ်ဘာဖြစ်ကုန်တာလဲ။ကျမရှမ်းလာပြီးတော့ကြည်နေတဲ့အချိန်မှာ ။ Sherry ကကျမတို့အိမ်ထဲကိုဝင်သွားပြီးတော့ Auntie Mary နဲ့ Dioro ကိုဖမ်းလာခဲ့ကြပါတယ်။သူတို့ကရုံးကပ်ပြီးတော့အဟိနေကြတယ်။ဖေဖေလည်းနောက်ကနေကြည့်နေပြီးတော့စိတ်တွေရှုပ်ထွေးနေကြပါတယ်။ခဏနေတော့နောက်တိုင်းဝတ်ဆောင်ကိုဝတ်ထားတဲ့အရာရှိတစ်ယောက်ရောက်လာတယ်။ကျမတို့မျက်နှာကိုအနီးကပ်ကကြည့်လိုက်တော့သူကအင်ဂျီယာမဲ့လို့ဖြစ်နေပါတယ်။နောက်ဆုံးတော့ဖမ်းမိပြီပေါ့။မင်းကနိုင်ငံ၃နိုင်ငံလောက်ကိုသွားပြီးတော့ယာဆွေးမှုတွေကိုကျူးလွန်ခဲ့တဲ့သူပဲဟမ်ယာဆွေးမှုတွေကိုကျူးလွန်နေဟုတ်လားဆရာတို့မားနေပြီထင်ပါရဲ့ သူကကျွန်တော်ရဲ့အမနဲ့ကျွန်တော်ရဲ့တူမလေးပါသူတို့ကိုလက်ပတ်ကွက်တဲ့မရီနဲ့ရှာဆန်နဲ့တူလို့ထုတ်ပြီးတော့တိကြရယ်သူတို့ကလူချမ်းသာတွေကိုလိမ်လည်လက်ပြပြီးတော့ဗန်ဒီအများကြီးစီကနေပတ်စံတွေကိုခိုးယူခဲ့ကြရယ်ပြီးတော့ကျွန်တော်မှလည်းသူတို့ကိုဖမ်းဖို့အတွက်ပါဝါရန်ပါပါရယ်အဲ့ဒီပတ်စံတွေကိုရှင်တို့ဘယ်တော့မှရှာတွေ့မှာမဟုတ်ဘူးဘယ်တော့မှပဲရုတ်တရက်ကြီးဘရုစ်လေးကသူ့ရဲ့သားတွေကိုဖျက်လိုက်ပြီးတော့အက်တီမရီပေါ်ကိုခုန်တက်ပြီးအစ်ကြီးကိုကပ်ပစ်နေပါရယ်ဟဲ့ငါလှဆန်ဟဲ့ခွေး ဒါပေမဲ့အင်ဂျီကပြေသွားပြီးရတော့သူ့ရဲ့အင်ဂျီရယ်ကနေပြီးတော့ပတ်စံနေအများကြီးထွက်ကြလာပါတယ်။တမီးထောင်းနေမတော့ချင်ဘူးနော်မမေ။တမီးကထောင်းနေတော့ဖို့အတွက်အရန်ကိုလှပလို့နေတယ်။ဖေဖေအရန်လန့်သွားတယ်။ပြီးတော့မှကျမကိုရှုပ်ထွေးတဲ့အချိန်နဲ့ကြည့်နေပါတယ်။အဖေဘာရီလုံးမိလိုက်တာလဲ။အဖေကသူ့ကိုလုံးဝယုံကြည်ခဲ့တာ။ဖေဖေကကျမထပ်ပို့ပြီးတော့အန်တီမယ်ရီတို့ကိုယုံကြည်မိတဲ့အတွက်ဖေဖေကိုစိတ်ဆိုးပါတယ်။ဒါပေမဲ့အန်တီမယ်ရီတို့တောင်းခဲ့တဲ့ပတ်စံနေချဖေဖေအခြေပုံနေသွားမှာကတော့လုံးဝကိုမထိုက်တိုက်ဘူးမလား။ တမီးတို့အဆင်ပြေသွားမှာပါဖဖေရယ်ပြီးတော့အေးချက်တွေကလည်းအကောင်းဆုံးစူးစမ်းပြီးတော့ဘန်တွေကိုပြတ်ပြစ်မှာပါတဲ့ဒီတော့တမီးတို့ပတ်စံတွေကိုပြန်ပြီးတော့ရှားနိုင်ပါတယ်ဖဖေအဖေကပတ်စံတွေကိုစိတ်ဝင်စားပါဦးကွယ်တမီးအပေါ်ကိုသူတို့ရိုင်းပြဆောင်နေဆက်ဆံနေတာကိုအဖေကြီးတိုင်းမဲ့လို့ထားခဲ့လိုက်တာပါလို့ဆိုတော့တမီးကစိုးသွားတဲ့သူတယောက်ဆိုပြီးတော့အဖေကိုသူတို့ကယုံကြည်အောင်လို့နားသွင်းခဲ့ကြတာကိုအဖေကိုတမီးလေးကခွင့်လို့ပြီးမှလားဒါပေါ့တမီးခွင့်လို့ပြီးနိုင်ပါတယ်တမီးကဖဖေကိုအချစ်ဆုံးပဲလို့ ကျမပပိကိုတင်းတင်းကျပ်ကျပ်ဖတ်ထားလိုက်ပါရယ်။နောက်ဆုံးတော့ကျမရဲ့အိမ်နဲ့အတူကျမရဲ့ပပိကိုပြန်ပြီးတော့ရှာလိုက်ပြီလေ။ကျမရဲ့ဘွားကအရှာအလုံးပုံမှန်ပြဖြစ်သွားခဲ့ပါရယ်။ဘရုစ်လေကဟုန်နေပြီးတော့အရှင်ကကျမကိုပန်းချင်ရဲ့တစ်ဖက်စမလက်ပြနှုတ်ဆက်နေပါရယ်။အဲတာမန်ချက်တော့ပို့တဲ့အရှာမျိုးလေးလေးပေါ့။နင်ကအရန်တော်တာပဲတော့ခလေးလေ။လိန်မလေးတက်ခွေးလေးရယ်။ချစ်ဖို့ကောင်းလိုက်တာ။ငါကပဲဒီလိုဖြစ်အောင်လို့သူ့ကိုလေ့ကျင့်ပေးခဲ့တာလေ။မသိရမလား။ဒါဆိုရင်တော့ကျမက အဆုံးမရှိတဲ့ကျေးဇူးကျိုးတွေကရှေ့ပေါ်တင်သားပြီးထင်တယ်နော်။ပြီးတော့ကျွန်မလည်းသူနာကပ်ပြီးတော့နန်းလိုက်တယ်။သူလည်းကျွန်မကိုပြန်နှမ်းပါတယ်။တကယ်ပြည့်ပြည့်စုံတဲ့အနန္တဖွင့်ဖြစ်ပါတယ်။ပရိသတ်တို့ရောဟောလိုင်းမှာဒီလိုမျိုးပြည့်ပြည့်ခရက်ပြည့်ပြည့်လေးတွေနဲ့အမှတ်တရရှိခဲ့ဘူးလား။ဒါဆိုရင်တော့ကမ္ဘာလေးမှာမပေးခဲ့ပါအောင်နော်။တရားလပ်ပါရနေရတဲ့လူကို by signature position